မိသူတွေဘဝမှာကံနေညံ့နေတယ်။ကံနေပိတ်နေတယ်၊လက်တွေပိတ်နေတယ်၊စသဖြင့်တုံ့မှုကြပါလိမ့်မယ်။လက်ပိတ်တဲ့လတွေ၊လက်ပိတ်တဲ့နှစ်တွေ၊ကံညံ့တဲ့အချိန်ကာလအပိုင်းအခြားတွေဒါဟာလူတိုင်းကြုံလို့ရမယ့်အရာဖြစ်ပါတယ်။ဒီကနေ့မိတ်ဆွေတို့အတွက်ပိတ်သောကံနေပွင့်ကြစေဆိုတဲ့ရေစရာလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်တယ်။အားလုံးမင်္ဂလာပါ။ ဆရာကတော့အောင်ဆက်ကြာခံမြတ်လောကီပညာတန်တန်ကဆရာမိုးကျက်သူဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေတို့အတွက်ပိတ်သောကံတွေပွင့်ကြစေဆိုတဲ့ရေဆရာလေးတခုကိုဆရာပြောပြပေးသွားမှာဖြစ်တယ်မိသူတို့ရဲ့ဘဝမှာကံတွေညံ့နေတယ်ကံတွေပိတ်နေတယ်လက်တွေပိတ်နေတယ်စသဖြင့်ကြုံမှုကြပါလိမ့်မယ်ဒါဟာလူတိုင်းလူတိုင်းတစ်ချိန်ချင်းကြုံခဲ့ဘူးတဲ့။နောင်လဲကြုံလာနိုင်သေးတယ် အခြေအနေအနေထားဖြစ်ပါတယ်လက်ပိတ်တဲ့လက်ပိတ်တဲ့နေတွေလက်ပိတ်တဲ့လတွေလက်ပိတ်တဲ့နှစ်တွေကံညံ့တဲ့အချိန်ကာလအပိုင်းအခြားတွေလာဟာလူတိုင်းကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့ဘဝမှာကံညံ့တဲ့အပိုင်းအခြားရောက်နေပြီဒါရောမဟုတ်မိမိဟာလက်ပိတ်နေတယ်ကံနှိမ့်နေတယ်လို့ယူဆရင်ဒါရောမဟုတ်ကံညံ့နေတဲ့လက်ပိတ်နေတဲ့အပိုင်းအခြားရောက်နေခဲ့ရင် ပိတ်တော့ကန်နေပွင့်ကြသည်ဆိုတော့အခုရေရလေးကိုပြုတ်လုပေးပါအများကြီးမလိုပါဘူးမိမိအိမ်မှာပဲပြုတ်လို့ရပါမယ်ဖះရှင်ကိုလှူဒန်းရမယ်ပွဲတစ်ပွဲပဲလိုပါတယ်ဖះပွဲတစ်ပွဲလိုပါတယ်ဆရာအခုတစ်ခုချင်းပြောပြပေးတော့ပါမယ်မပြောတုံးခီးလိုပါတယ်ဖီးချမ်းမရပါဘူးဖီးချမ်းကလွဲလို့နှစ်သက်ရမပြောတုံးခီးလိုပါတယ်ကောင်းဆုံးကတော့ ရွှေငပြောနန္ဒဖုစတဲ့ဖြစ်ဒါမှမဟုတ်လဲသီးမွေးတောင်ငူလို့ခေါ်တယ်သီးမွေးတို့တောင်ငူလို့ ਨੇ ထိုးလို့ရပါတယ်ငပြောသုံးပြီးလို့ပါတယ်အုံးကြီးကတလုံးလို့ပါတယ်900လို့ပါတယ်900ထဲမှာစေးထုံကွန်ဒီဒီသုံးမျိုးပဲထည့်ရပါမယ်900ရတဲ့အခါမှာအညာအယိုးတွေကို ဖျက်ပြလို့မရပါဘူးထိတ်တီကိုဖျက်ပြလို့မရပါဘူးလောကအညာတွေထိတ်တီမဖျက်ထားတဲ့900 300လိုပါမယ်လက်ဖက်အသားအနှဲငယ်လိုပါမယ်ထီးရဲ့ဒဂုံကုတ်ကားသုံးဆောင်လိုပါမယ်အဖြူရောင်ကြီးပဲဖြစ်ရပါမယ်ဆရာတို့အုံမပြုတ်ပွဲဆိုင်တွေမှာရှိပါတယ်ဒဂုံကုတ်ကားအဖြူရောင်သုံးဆောင်ထီးအဖြူသုံးလက်စသဖြင့်ဝယ်လို့ရပါတယ်လိုပါမယ်တပြေးပန်းလိုပါမယ် နှင်းစီလိုပါမယ်။နောက်ပြီးတော့မိမိရဲ့မွေးနှံပန်းလိုပါမယ်။မိမိကတနင်္ဂနွေသားဆိုရင်အုံးတနင်္ဂနွေဆိုဂန်းကောသာသဖြင့်မွေးနှံပန်းလိုပါတယ်။အဲ့ဒီပန်း၃မျိုးလိုပါမယ်။ဖျောင်းနဲ့အဖြူ၅တိုင်လိုပါမယ်။တောက်တော်ရေ၅ခွက်လိုပါမယ်။ဒါဆရာလိုအပ်ချက်တွေကိုတခုချင်းပြောပြပေးနေတာဖြစ်ပါတယ်။ဒီဆရာပြောခဲ့တဲ့လိုရဲဟာတွေအားလုံး ပြီးပြည့်စုံပြီဆိုရင်ပွဲတစ်ပွဲပြင်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်ရေမိုးချိုတန့်စင်ပြီးတဲ့အခါဖျောင်းနိုင်ငါးတိုင်ပွဲရဲ့အရှိမထုံးညီပေးရပါမယ်အဖြူရောင်ဝဲပေးရပါမယ်ပြီးရင်ဖျောင်းနိုင်ငါးတိုင်ထုံးပြီးတဲ့အခါတောက်တော်ရင်ငါးခွက်စီတိုင်းမင်းချတာပေးရပါမယ်အဲ့ဒီအနောက်မှာမှဖျားရှင်ရဲ့အရှိမပွဲတစ်ပွဲကို ထားပေးရပါမယ်ပွဲ ပွဲထားမယ်တောက်တော်ရီတွေစီမီတွေအားလုံးပြင်ဆင်ပြီးတဲ့အခါမှာဖျားရှိခိုး၅ပါးသီလခံပြီးတဲ့အခါတရားရှိလုံးပတိနဲ့အရဟံနမောဗုဒ္ဓယံဆိုတဲ့ကားတာကိုမိမိရဲ့သက်စိကျိုးရပါမယ်မိမိအသက်ဟာ30ဆိုရင်ပတိအပိုက်ရေ30အရဟံဗုဒ္ဓောအရဟံနမောဗုဒ္ဓယံတစ်လုံးချအရဟံနမောဗုဒ္ဓယံတစ်လုံးချတရားရှိလုံးပတိနဲ့မိမိရဲ့သက်စိ မရွတ်နိုင်တဲ့အခါအ ਨੇ ဆုံးမဖြစ်မနေတော့ကိုးဘတ်တော့ရွတ်ပေးရပါမယ်တချို့တချို့တွေဥပမာအသက်40 45 50စသဖြင့်ကြတော့ဒီတရားရှိလုံပဒီနဲ့ကြတော့တော်တော်အချိန်ပေးရဖြစ်တတ်ပါတယ်ဒါမျိုးဆိုရင်မိမိမထိုင်နိုင်တာပဲဖြစ်ဖြစ်အချိန်အများကြီးအဲ့လောက်ကြီးမပေးနိုင်တာပဲဖြစ်ဖြစ်အလုပ်အကင်တွေကြောင့်ပဲဖြစ်ဖြစ်အ ਨੇ ဆုံးကိုးဘတ်တော့စိတ်ပေးရပါမယ်အရဟံနမောဗုဒ္ဓယံတလုံးချအရဟံနမောဗုဒ္ဓယံတလုံးချတရားရှိလုံနဲ့ အ ਨੇ ဆုံး၉ဘတ်စိတ်ပေးရပါမယ်ဘယ်လောက်လောက်ရမလဲဆိုရင်မိမိရဲ့မွေးနေ့ရစပြီးတော့ဥမာတနေ့နဲ့တနေ့နာအင်္ဂါဘုဒ္ဓစတဲ့ဖြင့်မိမိရဲ့မွေးရက်ကစပြီးတော့ကိုယ့်ရဲ့တိတိပရိစိတ်ပေးရပါမယ်ကိုယ့်ရဲ့တိတိပွဲတွေလဲတယ်မလို့ဘူးနော်ပွဲရတဲ့ဇန်မဲထားပါတောက်တော်ကြီးနေစဉ်လဲပါငါးကွက်စီမီငါးတိုင်းနေစဉ်ထုံးမှာပြီးရင် နေစဉ်ပရိကိုယ့်ရဲ့တိတိစိတ်ပေးရပါမယ်လှုပ်ကြည့်လိုက်ပါ မိတ်ဆွေတို့ရဲ့ပိတ်နေပါလေဆိုတော့ကန်နေပွင့်သွားပါလိမ့်မယ်မြင်းမို့တောင်တောင်ကြီးပဲကန်ပိတ်နေပြီစီအဲ့ဒီကန်နေပွင့်သွားပါလိမ့်မယ်ရှိရှိများအတားစီတွေလွင့်ပါပျောက်ကွယ်သွားပါလိမ့်မယ်ယုံယုံကြည်ကြည်လှုပ်ကြည့်ပါမိတ်ဆွေတို့ကန်နေနေကန်ပိတ်တယ်လက်ပိတ်တယ်ဆိုတာဘာလဲလို့မေးယူရတဲ့အထိအစွမ်းထက်တယ်ရေရရာအစီရင်တစ်မျိုးဖြစ်ပါတယ်မိတ်ဆွေများအားလုံးနားပယံဘေးမရှိကြပါစေ thank you